ရာအားလုံးဖြစ်စည်းပေးနေတဲ့ခင်မွန်ဖြစ်သူဟိဝင်ရန်ကိုတိန်းနှတာခွဲတံလက်ဆွကြီးပူဇော်လိုက်တဲ့တရုတ်ဆောင်စုပြည့်တစဉ်။ဟုတ်ပြီ။တိန်းနှပောင်းလာတိတ်တပါးနတ်တောင်းဝဲဝဲပြေဟောင်းဝဲပြေဟောင်း မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဆွေပြည်တစင်းနဲ့ဟင်းဝီရဲတို့ဇုံတွဲကတော့6နှစ်ကျော်ကြာချစ်သူတွေအဖြစ်တွဲလာခဲ့ကြပြီးအခုဆိုရင်တော့နှစ်ယောက်တစ်ဘဝထူထောင်မှုအတွက်ခန္ဓာကြီးချဲ့တဲ့မင်္ဂလာပွဲတွေတပွဲပြီးတပွဲကျင်းပနေပြီပဲဖြစ်ပါတယ် ဟင်းဝီရံနဲ့ဆိုပြီးကိုလိုက်ဖက်လွန်လို့ဆိုပြီးတော့ပြည်သက်တွေကငယ်စဉ်ဆိုပြီးသဘောတူခဲ့ကြပြီးတဲ့နောက်အမှန်တကယ်လဲချစ်သူတွေဖြစ်သွားခဲ့ကြပြီးပြည်သက်တွေမျှော်လင့်ထားတဲ့အတိုင်းချစ်သူတွေရဲ့ပန်းတိုင်ဖြစ်တဲ့လက်ထက်ချင်းမင်္ဂလာပွဲကိုလည်းကျင်းပနိုင်တဲ့အထိပြည်သက်တွေကိုကျေနပ်စေခဲ့တာလည်းဖြစ်ပါတယ်ဆိုပြင်းတဲ့ဟိဝရံတို့ငယ်စဉ်ဆုံးတွဲလေးမှာတော့ဟိဝရံကဆိုပြင်းထက်အသက်ပိုကြီးပြီးပိုပြီးတော့လည်းရင်ကျက်တာကြောင့်ဆိုပြင်းကတော့ခင်မုံဖြစ်သူအပေါ်မှာခလေးဆိုးဆိုးတက်သူတစ်ယောက်လည်းဖြစ်ပါတယ် ဟိဝေယံကလည်းစုပြေပေါ်မှာထားတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာတွေကိုအပြည့်အဝချပြခြင်းနဲ့သူဖြစ်တာကြောင့်စုပြေလိုအပ်တာမှန်သမျှပူဇော်တာမှန်သမျှကိုဖြစ်စည်းပေးနိုင်ဖို့ကြိုးစားနေသူလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေစိန်ယေဂရီရဲ့ပွဲအတွက်ရိုက်ကူးရေးတစ်ခုလုပ်နေတဲ့အချိန်မှာစိန်ယေဂရီစပွန်ဆာပေးတဲ့အစိန်လက်စွပ်ကိုဝစ်ဆင်ထားခဲ့ပြီးဆိုပြေကအဆိုပါလက်စွပ်ကိုကြိုက်သွားခဲ့တာကြောင့်ခင်မုန်းဖြစ်သူဟိဝေယံကိုဝယ်ပေးဖို့အတွက်ပူဇော်နေခဲ့တာလည်းဖြစ်ပါတယ် အဆိုပါစိန်လက်စွရဲ့တံပိုးဟာသိန်းပေါင်း2000ခွဲတန်ကြီးရှိပြီးဆိုပြည့်အကျိုင်းနဲ့လည်းတစ်ထပ်တည်းကျလို့ဝယ်ပေးဖို့အတွက်ပူဇော်နေတာပဲဖြစ်ပါတယ်။ပြုံးဆောင်ဟေးဝေရန်ကလည်းပူပူနွေ့နွေ့လက်ထပ်ထားတဲ့ဇနီးကျော်လေးရဲ့အလို့ကြောင့်ဝယ်ပေးပါမယ်ဆိုပြီးတော့အားလုံးရှိမှပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ငယ်စဉ်ဆုံးထွဲလေးကတော့ပရိသတ်တွေရှိမှတော့မှမရှောင်တော့ပဲတယောက်နဲ့တယောက်ချက်ချင်းမြတ်တာတွေကိုထုတ်ဖော်ပြသနေတာဟောင်းငယ်စဉ်ပရိသတ်တွေရဲ့အတွက်တော့ဂျီနူးပီတီဖြစ်စရာတစ်ခုပြီးတစ်ခုကိုခန်းစားစေတာလည်းဖြစ်ပါတယ်ပိန်နပောင်းလာဝတ်တိုင်းနပောင်းနပောင်းဝဲဝဲပြောင်းဝဲပြောင်းဝဲပြောင်း